ပါရှင်2016ခုနှစ်စက်တင်ဘာလ19ရက်မြန်မာတက္ကသိုလ်1398ခုတော်သလင်းလာပြေကျော်3ရက်တနင်္လာနေ့လွတ်လပ်တဲ့အာရှအတန် RFA ရဲ့မြန်မာပိုင်းစီစဉ်တွေကို အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ကျမဟိမာဆိုပါ။ကျမကခင်ခင်ဤပါ။ဒီနေ့သတင်းတွေထဲမှာရက်ွက်ကြေးရွာအုပ်ချုပ်ရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေချမ်းကိုပြည်သူ့လွှတ်တော်မှဆွေးနွေးတဲ့သတင်း၊ရှမ်းပြည်မြောက်ပိုင်းကဒေသခံ90လောက်ကိုမူရစ်ဆေးဆွဲနေသူတွေအဖြစ် RCSS SSC အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတဲ့သတင်းနဲ့တရားမဝင်တစ်ခိုးထုတ်မှုတွေကိုဖမ်းဆီးအရေးယူနေတဲ့ဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက်ရဲတပ်ဖွဲ့တိုးမြှင့်ချထားတဲ့သတင်းပါဝင်စိတ်ဝင်စားစရာသတင်းတွေကိုထုတ်လွှင့်ပေးသွားမှာပါရှင်။ ဟုတ်ပါတယ်မခင်တရင်တွေအပြီးထုံးလိုက်မဲ့တွေ့ဆုံမြင်မြန်ချက်တစ်ခုထဲမှာတော့ပိတ်ဆို့မှုကနေလွတ်လိုက်ပြီးစပြီးတော့လုပ်ငန်းလှုပ်ဆောင်လို့ရပြီလို့ပြောတာရှင်းရှင်းပြောရင်တော့မဟုတ်ပန်နေပါဘူးခင်ဗျာကဲအာဆီယံအမေရိကန်စီးပွားရေးကောင်စီနဲ့တွေ့ဆုံမြင်မြန်ချက်မှာ အပြည့်စုံကြားကြရမှာပါဒါအပြင်ရှစ်လေးလုံးအရေးတော်ပုံမှာစစ်တပ်ကပြစ်လို့သိမ်းဆုပ်ခဲ့ရတဲ့ចောင်းသူမဝင်းမော်ဦးအတွက်ရည်စက်ချအမျှဝေတဲ့အကြောင်းမကွေးတိုင်းကစီထွက်သီးနှံဆိုင်တောင်သူတွေအရှုံးပေါ်နေတဲ့အကြောင်း တဲဥဆရာတော်ဦးသူမင်္ဂလာနဲ့တွေ့ဆုံမြင်ရချက်တွေကိုလည်းထုတ်လွှင့်တော့မှာဖြစ်ပါတယ်။အခုပထမအ우ဆုံးဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ရက်ကကြီးရအုပ်ချုပ်ရေးဥပဒေကိုတတိယကြိမ်ပြင်ဆင်ထားတဲ့ဥပဒေချမ်းမှာအစည်းအဝေးတိုက်ကြရင်ဆိုတဲ့ပြဋ္ဌာန်းချက်ကိုပယ်ဖျက်ကြောင်းပြည်သူ့လွှတ်တော်ကဒီကနေ့ဒီပြုလိုက်ပါတယ်။ အစည်းအဝေးတိုင်ကြားရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ကိုမြို့သားလွှတ်တော်ကပယ်ဖျက်ခဲ့ပြီးနောက်ဒီဥပဒေချမ်းကိုပြည်သူ့လွှတ်တော်မှဒီနေ့ထပ်မံဆွေးနွေးပြီးအတည်ပြုလိုက်တာဖြစ်ပါတယ်။အစည်းအဝေးတိုင်ကြားတဲ့စနစ်ကိုထားရှိဖို့ပြည်သူ့လွှတ်တော်ဥပဒေချမ်းကော်မတီကအစိုးပြုထားတာပါ။ဒီနေ့လွှတ်တော်မှတက်မတော်သားကိုယ်စားလှယ်တွေကအစည်းအဝေးကိုဆက်လက်ထားရှိတင်ကြောင်းဆွေးနွေးခဲ့ပေမဲ့မဲခွဲဆုံးဖြတ်ပြီးပယ်ဖျက်လိုက်တာလည်းဖြစ်ပါတယ်။ အဲစင်းတိုင်ဖို့မလိုတော့ပေမဲ့တလားနဲ့အထက်နေထိုင်မဲ့ဧည့်သည်တွေအတွက်သက်ဆိုင်ရာရက်ွက်ကြီးရွာအုပ်ချုပ်ရေးမှုတွေကိုအတိပေးရမယ်ဆိုတဲ့အချက်ကိုတော့ပြည်သူ့လွှတ်တော်ကအတည်ပြုလိုက်ပါတယ်။ဒီအချက်ကိုအတည်ပြုလိုက်ပေမဲ့မတိုင်ကြားရင်အရေးယူမှာမဟုတ်ဘူးလို့လည်းလွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ဒီဥပဒေချမ်းမှာမြို့သားလွှတ်တော်နဲ့သဘောထားကွဲလဲနေတဲ့အချက်တွေရှိနေတဲ့အတွက်မြို့သားလွှတ်တော်ကိုပြန်လည်ပေးပို့သွားမယ်လို့လည်းသိရပါပါတယ်ရှင်။ရှမ်းပြည်မြောက်ပိုင်း နမ်လန်တိုင်းနယ်မှာရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSSSC ကမနေ့ကခေါ်ဆောင်သွားတဲ့ဒေသခံ90လောက်ကိုပြန်လွှတ်ပေးဖို့ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကတောင်းခံထားတယ်လို့သိရပါဗျ။ဒီဒေသခံတွေကိုမူရဲစေဝါဖြတ်ဖို့ခေါ်ဆောင်သွားခဲ့တယ်လို့ RCSSSC ကပြောပေမဲ့တဟ RCSS တပ်ဖွဲ့ကလူသစ်စုဆောင်းတာပဲဖြစ်တယ်လို့ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကရဲမှူးချုပ်အောင်အောင်ကပြောပါဗျ။ နယ်လာမျိုးပေါ်ကြီးရတော့မဟုတ်ဘူးအဲ့ဒီအနီးနားရွာလေးတွေကနေသူတို့ကနေပြီးတော့မလာပြီးတော့ဟိုခေါ်သွားတယ်ဆိုတဲ့သဘောမျိုးပေါ့ခတာဟိုသူတို့ကလက်နက်ကင်ပြီးဒါလည်းတော့မဟုတ်ဘူးပေါ့နော်သူတို့ကသူတို့သူတို့အဆက်နွယ်နဲ့သူတို့ကသူတို့လာတော့လိရှိတယ်အဲ့တော့အရင်တော့လည်းအဲ့လိုမျိုးလေးရှိတယ်သူပြန်ပေးရပါတယ်သူပြန်ပို့ရတယ်အဲ့လိုဘယ်လိုပဲကောင်းစင်တက်တက်ပေါ့ကောင်းစင်ကတော့ဘူးရေးစေဝါဖြတ်တယ်လို့ပဲပြောပြောကျွန်တော်တို့ဒီဘက်ကတော့ခံယူကြတော့တက်တာလူတက်စုတယ်လို့ခံယူကြပေါ့ဒီဘက်ကဒီဒေသခံတွေကိုပြန်လှုပ်ပေးဖို့နဲ့ပြန်မလှုပ်ဘူးဆိုရင်ဥပဒေအရအမှုဖွင့်အရေးယူမယ်အကြောင်းကြောင်မဲမျိုးက RCSS SSC ဆက်ဆံရေးယုံကိုတမတော်စစ် ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ကအကြောင်းကြားထားပြီးလို့ပြောပါရယ် RCSS ပြောရေးဆိုဝင်ရှိသူဘိုးမူကြီးဆိုင်းလှပြည်ကြားရေးဌာနတာဝန်ခံဆိုင်းကျော်နဲ့ဆက်ဆံရေးယုံတာဝန်ခံဘိုးမူဆိုင်းဦးတို့ကိုဆက်သွယ်မေးမြန်းရမှာတော့မူရင်စေဝါတုံးဆွဲတဲ့ဒေသခံတွေကိုဖမ်းဆီးထိန်းသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးအတီးပြုတ်ပြောပေမဲ့အသေးစိတ်ကိုတော့ဖြေဆိုတာမရှိပါဘူးရှင် ချင်းပြည်နယ်ပလဝမြို့နယ်ပြိုင်ဆိုကျေးရွာကနေကလတန်မြကန်းဘေးကလောင်းတင်ရွာမှာစစ်ဘေးတိမ်းရှောင်နေတဲ့ဒုက္ခသည်တွေကို2019ခုနှစ်မတ်လမှာနောက်ဆုံးထားပြီးပြန်လည်ရွှေ့ပြောင်းပေးနိုင်ဖို့ချင်းပြည်နယ်ဆိုရဖွဲ့ကစီစဉ်နေပါတယ်2015ခုနှစ် AB လာကရခိုင်တပ်မတော် AA နဲ့အစိုးရတပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ပြိုင်ဆိုကျေးရွာတဝိုက်မှာမိုင်းတွေရှိမရှိလိုက်လံစစ်ဆေးခဲ့ပြီးမြေမြုပ်မိုင်းတွေမရှိတော့တဲ့အတွက်ပြန်ပြီးနေထိုင်လို့ရပြီလို့ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းမှဥပယုံချိုကပြောပါတယ်။ ပြိုင်ဆိုကြီးွာကနေတနှစ်ကျော်ကြာထွက်ပြေးတင်းရှောင်နေကြတဲ့အိမ်တော်စု65စုလူဦးရေ300ကျော်ထဲမှာចောင်းသားចောင်းသူ100နီးပါးပါဝင်ပါတယ်ဒုက္ခသည်တွေနေအိမ်ဆောင်လုပ်ဖို့ချင်းပြည်နယ်အစိုးရကလာမယ့်အောက်တိုဘာလမှာတအိမ်တောင်ကိုငွေချက်3သိန်းကနေ4သိန်းအထိထောက်ပံ့မယ်လို့လည်းသိရပါဗျ။နိုဘမာလမှာဖျားเจ้าတွေចောင်းဆောင်တွေကိုပြုပြင်ပေးမှာဖြစ်ပြီးဒီဇင်ဘာလမှာတောင်ရခုတ်ဖို့အကူအညီတွေနဲ့2018ခုနှစ်ဇန်နဝါရီလမှာစစ်နှိုက်ခါတွေပို့ဆောင်ပေးဖို့စီစဉ်ထားတယ်လို့လည်းသိရပါဗျရှင်။ ကချင်ပြည်နယ်ခေါင်လန်မှုမျိုးနယ်မှာတရားမဝင်တစ်ခိုးထုတ်နေတာတွေကိုတပ်မတော်နဲ့ရဲတပ်ဖွဲ့ရဲ့လုံခြုံရေးဆောင်ရွက်မှုနဲ့ရှာဖွေဖမ်းဆီးဖို့စီစဉ်နေပြီလို့သိရပါဗျ။ခေါလံမှုမျိုးနဲ့အရှိဘတ်ချမ်းကမြန်မာတရုတ်နယ်စပ်မှာတရားမဝင်တက်ခိုးထုတ်တာရင်းတွေဝင်ထွက်သွားလာတာတွေနဲ့ဗန်နာငွေကောက်ခံရရှိမှုအခြေအနေတွေကိုပြည်အောင်စုလွှတ်တော်မှဒီကနေ့မေးမြန်းရမှာတယန်စာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးအောင်ဝင်းကတင်ပြခဲ့တာဖြစ်ပါတယ်။ဆိုပါနေကြဌာနေမီဒုစစ်ထုတ်တဲ့ လက်နက်ကတပ်ဖွဲ့များလှုပ်ရှားရရှိလူကြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကန့်သတ်ချက်ရှိနေမိဖြစ်တဲ့ဒီနာမည်ဆက်တွေဝိလန်ခုံချတဲ့ရစက်တရားများဖြစ်ကြောင်းဒီချစ်ပြည်နဲ့အစိုးရဘက်တက်မလို့ဒီမနက်ကရစ်တပ်ဖွဲ့မှလူကြုံရေးအဖြစ်ကဒီမှဒါရှာတွေဖန်စီရေးဆောင်တဲ့ဘက်ဖြစ်ပါ တပြင်ခေါလံဖူးမြို့နယ်မှာနေဆက်ဂိတ်မဖွင့်နိုင်သေးတဲ့အတွက်ရင်ဝင်ထွက်မှုစရင်ကောက်ခံတာအခွန်ဘဏ္ဍာကောက်ခံတာတွေမရှိဘူးလို့လည်းဝန်ကြီးဦးဝင်းဝင်းကပြောပါရယ်။ကချင်ပြည်နယ်မှာတမရုံနယ်ရဲတပ်ဖွဲ့ပူးပေါင်းပြီး2012ခုနှစ်ကနေ2016ခုနှစ်အထိတရားမဝင်တစ်တန်ချင်း26000ကျော်တစ်ခိုးထုတ်တဲ့တရားခံနိုင်ငံသား160ကျော်နဲ့နိုင်ငံခြားသား190ကျော်ယင်ရန်နေရာ1600ကနေပါဖမ်းဆီးရမိခဲ့တယ်လို့သိရပါရယ်ရှင်။ တရားမဝင်သစ်ခိုးထုတ်မှုတွေကိုဖမ်းဆီးတဲ့သစ်တောဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက်တိုင်းနယ်ပြည်နယ်ခုနှစ်ခုမှာသစ်တောလုံခြုံရေးရဲတပ်ဖွဲ့အင်အား200ကျော်တုံ့ပြန်တာဝန်ပေးလိုက်ပါတယ်။ဒီရဲတပ်ဖွဲ့ဝင်တွေဟာသစ်တောမှုကင်းတွေဖမ်းဆီးရမှာဝန်ထမ်းတွေအတွက်လုံခြုံရေးယူပေးဖို့ဖြစ်တယ်လို့တရားစားသားနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးဦးမျိုးမြင့်ကပြောပါရတယ်။ နေပြည်တော်ရန်ကုန်ပဲခူးစကိုင်းမကွေးအေယာဝတီရှမ်းစတဲ့တိုင်းနယ်ပြည်နယ်တွေကတစ်တောကျိုးပိုင်းတွေမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေအတွက်လုံခြုံရေးအင်အားတိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ်လက်ရှိတာဝန်ချထားတဲ့ရဲတပ်ဖွဲ့အင်အားကိုစီစစ်ပြီးလိုအပ်တဲ့နေရာတွေမှာအင်အားအတိုးလျှော့လုံဆောင်မှုအတွက်ပြည်ထောင်စုဝန်ကြီးဌာနနဲ့ညှိနှိုင်းပြီးဆောင်ရွက်သွားမယ်လို့လည်းပြောပါရတယ်။တစ်တော်လုံခြုံရေးရဲတပ်ဖွဲ့ကိုပြီးခဲ့တဲ့2013ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ရှင်။ ပြီးခဲ့တဲ့၄နှစ်အတွင်းတရားမဝင်အသုံးပြုနေတဲ့ချင်းစောလို့ခေါ်တဲ့လက်ကင်လှော့ဆက်900ကျော်ဖမ်းဆီးမိခဲ့ပြီးအသုံးပြုတဲ့သူတွေကိုအရေးယူခဲ့တယ်လို့သိရပါဗျ။တဘာဘောတဘာဝတက်တော်တယံစာတပြုံးသီးစေတဲ့လှော့ဆက်တွေကိုစနစ်တကျထိန်းချုပ်သွားဖို့အစီအစဉ်ရှိမရှိဒီကနေ့အမျိုးသားလွှတ်တော်မှမင်းမြန်ရမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးအောင်ဝင်းကဖိကြားခဲ့တာဖြစ်ပါတယ်။လက်ကိစ္စလာများထိချုပ်ရန်ဝိတ္တဉာဏ်စာထုတ်ပြန်ခြင်းအစားအပြည့်နောက်တရားမဝင်လက်ကိစ္စလာများ ဖက်စီရေးယူဆုံးရမှာ2033မှာ966ခု2066 2068ပတ်ကားဆက်ချက်လက်ကန်ဆက်တဲ့350လက်တဲ့စစ်စစ်ပေါင်း900ဆက်ချက်ဖက်စီပြီးတော့ဒီဇယ်ဥတွေရအနည်းနဲ့ကျွန်တော်ရေးယူ လက်ကင်လှဆက်တွေဟာနှစ်ပိုင်းဖြုတ်ပြီးအလွယ်တကူတည်ယူနိုင်တဲ့အပြင်ဈေးနှုန်းသက်သာပြီးတော့နေဆက်ကနေတရားမဝင်တင်သွင်းနိုင်တယ်လို့ကုံသွေးဦးစည်းဌာနရဲ့အတွင်းကုံလိုင်စင်နဲ့ပြည်ပကနေတင်သွင်းနိုင်တဲ့အတွက်သစ်တော်ကျိုးဝိုင်းတဲ့အနည်းကနေကြီးရွာတွေမှာအလွယ်တကူရောင်းချနေတယ်လို့လဲဆိုပါတယ်လှဆက်တင်သွင်းမှုအတွက်တွင်းကုံလိုင်စင်ထုတ်ပေးတဲ့အခါမှာသစ်တော်ဦးစည်းဌာနရဲ့ထောက်ခံချက်ရယူဖို့လိုအပ်တယ်လို့လဲသိရပါတယ်ရှင် ကယားပြည်နယ်လွိုက်ကော်မြို့နယ်ချစ်ကယ်ကျေးရွာကမော်ဒူဒီဘိုဟိုခမ်းမဆောင်မှာကရင်ပြည်နယ်အမျိုးသမီးတွေရဲ့အတန်ညီလာခံကိုဒီကနေ့စတင်ပြီးကျင်းပနေပါဗျာ။အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုမရှိတဲ့အခြေအနေနဲ့ငင်းချမ်းရေးလုပ်ငန်းစဉ်တွေမှာအမျိုးသမီးတွေပါဝင်ခွင့်မရတဲ့အခြေအနေတွေကိုဆွေးနွေးနေကြတာဖြစ်တယ်လို့ကရင်ပြည်အမျိုးသမီးအစည်းအရုံးရဲ့တွေ့တွေ့တွင်ရေးမှူးမမီမီကပြောပါဗျာ။ဒီနယ်မှာရှိတဲ့အမျိုးသမီးတွေပေါ့နော်ခံစားနေရတဲ့အတန် ီငင်းချမ်းရေးဖြစ်စင်မှာပေါ့နော်အမျိုးသမီးတွေရဲ့ဘဝကလုံခြုံမှုတွေမရှိဘူးပါဝင်ခွင့်တွေမရှိတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုအမျိုးသမီးတွေကပုံမွင့်နင်းနင်းနဲ့အစိုးရတွေတိုင်းနာလက်နဲ့ကင်ဖွဲ့တွေနဲ့လွှတ်တော်တွေရှိမှာပေါ့နော်ပုံမွင့်နင်းနင်းနဲ့ဖော်ထုတ်ခွင့်ရအောင်လို့ကျင်းပရတာဖြစ်ပါတယ်တုံးရကြချင်းပမဲ့ဒီညီလာခံမှာမူရစ်ဆေးဝါးပြဿနာနဲ့အိမ်တွင်းကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးကြမှာဖြစ်ပါတယ်။မင်းနဲ့ပြမကရင်နီကရပြည်နဲ့အစိုးရတာဝန်ရှိသူတွေနဲ့အပြန်အလှန်ဆွေးနွေးကြမယ်လို့လည်းသိရပါတယ်။ ညီလာခံကိုကရင်ပြည်မျိုးသားတွတ်တက်ရေးပါတီ KNPB ခရီးပြည်နယ်ခြေဆက်ရက်ဖက်လူမှုဖွဲ့စည်းတွေနဲ့အစိုးရဌာနကိုယ်စားလှယ်တွေတက်ရောက်နေကြတာဖြစ်ပါတယ်ရှင်။အေယာဝတီတိုင်းစလုံမြို့နယ်ကပိုလေကျုံကြီးရွာညောင်မင်းစုကြီးရွာနဲ့နှစ်အိမ်တန်းကြီးရွာမှာအေယာဝတီမြေရေတိုက်စားမှုကြောင့်ကမ်းပြိုနေတဲ့အတွက်ရွာလုံးကျွန်းနီးပါးနေအိမ်တွေအရေးပေါ်ပြောင်းရွှေ့နေကြရပါတယ်။တချို့နေအိမ်တွေပြောင်းရွှေ့ဖို့အခက်အခဲဖြစ်နေတယ်လို့စလုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလင်းနိုင်ထွန်းကပြောပါတယ်။ ဒါတလို့တော့ဟိုကိုစီစဉ်တဲ့ကိုလောလောဆယ်ပြောင်းနေကြရတာပေါ့။ဆောင်ရှင်းဖို့အတွက်လောလောဆယ်ကျန်တဲ့နေရာချတာပြရတော့ကျွန်တော်တို့ပြေဦးပေါ့။တို့ရောတို့တချို့လဲကြောင်းပြန်မြေရှိရတချို့လဲကြောင်းပြန်မြေမရှိဘူးဘာလို့ပေါ့။လောလောဆယ်ကတော့တို့လဲအဲအနီးနားပေါ့။အဲရွာတရွာတဲ့အားချင်းအဲ့လိုပဲနေကြရတာပေါ့။ နိုင်ရန်ချင်းရွာမှာရွာလုံးကျွန်းနေပါပြောင်းရွှေ့နေရပြီးတော့အင်ဂျီ150နေပါရှိတဲ့ဘိုးလေးကျွန်းချင်းရွာမှာနေအိမ်40နေပါပြောင်းရွှေ့နေရပါတယ်။နေအိမ်90နေပါရှိတဲ့ညောင်မင်စုချင်းရွာမှာလည်းအရေးပေါ်အခြေအနေနဲ့အင်ဂျီ40နေပါပြောင်းရွှေ့ထားကြပြီလို့လည်းသိရပါတယ်ရှင်။မန္တလေးတိုင်းပကံရင်ကျိမှုနယ်မြေမှာပြီးခဲ့တဲ့ဩဂုတ်လကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ပျက်စီးသွားတဲ့ဇေဒီပထိုးတွေကိုပြန်လည်ပြုပြင်ဖို့အလူငွေကျပ်သိန်းပေါင်း2000ကျော်ရရှိထားပြီလို့သိရပါဗျ အဲ့ဒီအထဲမှာသမရဒုတိယသမရနဲ့ကာကွယ်ရေးဦးစီးချုပ်တို့လှူဒန်းခဲ့တဲ့အလှူငွေတွေလည်းပါဝင်တယ်လို့ညောင်ဦးခရိုင်ဦးချုပ်ရေးမှူးဦးစိုးတင်ကပြောပါတယ်ဈေးဒီပထိုးတွေပြုပြင်ဖို့အတွက်ကုန်ကြမဲ့ငွေပမာဏကိုတော့မတွက်ရသေးဘူးလို့လည်းဦးစိုးတင်ကပြောပါတယ်လုံလောဆယ်ပျက်စီးသွားတဲ့ဈေးဒီပထိုးတွေကိုမှတ်တမ်းယူတာတန်ရှင်းရေးလုပ်တာနဲ့မိုးဒဏ်ကနေကာကွယ်ပေးနိုင်မှုဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ် ပြီးခဲ့တဲ့ဩဂုတ်လ24ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအား6.8အဆင့်ရှိတဲ့ငလျင်ကြောင့်ပကံရင်ကျိမှုဒေတာကစူလာမနိ၊မြဇေဒီ၊ဓမယန်ကြီး၊လောကနန္ဒာ၊ထီလိုမင်းလိုစတဲ့ထင်ရှားတဲ့ဖျားဇေဒီတွေအပါအဝင်ဇေဒီပထိုး400နီးပါးပျက်စီးခဲ့ပါတယ်။ လွတ်လပ်တဲ့အာရှအသံ RFA ရဲ့မြန်မာပိုင်းအစီအစဉ်တွေကိုရေဒီယိုနဲ့ရုပ်မြင်သံကြားကနေတပြိုင်နက်တည်းထုတ်လွှင့်ပေးနေပါတယ်။အခုတခါသတင်းပေးပို့ချက်တွေကိုစက်တိုက်ထုတ်လွှင့်ပေးပါမယ်ရှင်။1988ခုဒီမိုကရေစီအရေးတော်ပုံအတွင်းစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်တနတ်ထီမန်သေဆုံးခဲ့ရတဲ့ရှစ်တန်းကျောင်းသူမဝင်းမော်ဦးကွယ်လွန်ခြင်း28နှစ်ပြည့်အောက်မေပွဲအဖြစ်မဝင်းမော်ဦးရဲ့မိသားစုဝင်တွေကဒီကနေ့ရေဆက်ချအမျှပေးဝေခဲ့ကြပါတယ်။အပြည့်စုံကတော့ RFA သတင်းနောက်ကိုကျော်ဇော်ဝင်းတင်ပြပါလိမ့်မယ်ရှင်။ 1988ခုနှစ်စက်တင်ဘာလမှာဖြစ်ပေါ်ခဲ့တဲ့လူဒုလှုပ်ရှားမှုအရေးတော်ပုံကိုစစ်တပ်ကအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက်လူအမြောက်အများသေဆုံးခဲ့ရပါတယ်။အဲ့လိုသေဆုံးတဲ့အထက်မှာရှစ်တန်းကျောင်းသူမတ်ဝင်းမော်ဦးလည်းပါဝင်ခဲ့တာဖြစ်ပြီးဒီကနေ့မှာတော့သူသေဆုံးခဲ့တာ28နှစ်ပြည့်ပြီဖြစ်ပါတယ်။28နှစ်ပြည့်စွန့်ကြွေးရေသက်ချအမျှဝေတာကိုမတ်ဝင်းမော်ဦးရဲ့မိဘတွေကလှိုင်တရာမြို့နယ်ဗိုဒေဇလန်းကသူတို့နေအိမ်မှာပြုလုပ်ခဲ့ကြပါတယ်။ လူငယ်အများပြားတေဆုံးခဲ့ရတာဟာသမိုင်းတစ်ခုအနေနဲ့ရှိနေမှာဖြစ်ပြီးတေဆုံးခဲ့သူတွေအားလုံးကိုအမှတ်တရနေရာတစ်ခုရှိစေခြင်းနဲ့လို့မဝင်းမော်ဦးရဲ့မိခင်ဖြစ်သူဒေါခင်သေးဝင်းကပြောပါတယ်။သူတို့တွေတေသွားတာဘာကြောက်တေသွားတာဘာကြောက်ဖြစ်တယ်ဆိုတော့နောင်လာနောင်သားလေးတွေအကုန်လုံးခလေးလေးတည်ရသမိုင်းတော့အန်ဒီကြံစီခြင်းနဲ့တနှစ်တခါပေါ့နော်။ဒါတော့သူတို့တွေကိုအမှတ်တရလေးလုံးမနေရလေးတော့အန်ဒီကပြောခြင်းပါတယ်။မောင်နှမမွေးချင်း6ယောက်မှာ မဝင်းမော်ဦးကအကြီးဆုံးသမီးဖြစ်ပြီးတေဆုံးခဲ့တဲ့အချိန်မှာအသက်16နှစ်ရှိပြီဖြစ်ပါတယ်။မဝင်းမော်ဦးဟာ1988စက်တင်ဘာ19ရက်နေ့နေ့ပိုင်းမှာတနတ်ထိမှန်ခဲ့တာဖြစ်ပြီးရန်ကုန်စေယုံကြီးမှာစေကူတာခံယူရင်းညာပိုင်းမှာတေဆုံးခဲ့တာပါ။မဝင်းမော်ဦးရဲ့ရုပ်လောင်းကို22ရက်နေ့နေ့ပိုင်းမှာမိသကြိုခဲ့တာဖြစ်ပါတယ်။မဝင်းမော်ဦးရဲ့ဖခင်ဖြစ်သူဦးဝင်းကျူကသူ့တမီးတနတ်ဒဏ်ရာရရှိပုံနဲ့စေယုံကိုလိုက်ကြည့်ရမှာမြင်တွေ့ခဲ့ရတာတွေကိုအခုလိုပြောပြပါရစေ။ အကယ်၍များတမီကုသိုလ်ကံကောင်းလို့အသက်ရှင်မယ်ဆိုရင်တောင်မှတဲ့တဆိုးမရှိတော့ပါဘူးအာဆရာဘာဖြစ်လို့လဲနေတဲ့ခါကျတော့ဆရာအဲ့ဆရာခွဲစိတ်ပြီးလိုက်တဲ့ဆရာဒေါက်တာညုံဝင်းမြတ်သူ့ရဲ့အဆုတ်တချမ်းလုံးဝကိုတီးထုတ်ပြလိုက်ရလို့ဟာဘဲပေါင်ညာဘဲဘက်ကဘဲဘက်ပေါင်ဘဲဘက်ခြေတော်ပေါင်ညာဘက်ကဒူးပေါင်အဲ့တစ်ချက်ကိုကြည့် တီတော့မအဲ့ညာဘက်လက်ကနေပြီးကြီးတန်းပေါက်သွားတော့ဖေုံနေနေတော့အဲ့တုံးရက်ကိုထိသမီးကတွေ့တွေ့ချင်းဖေုံတွေ့တွေ့ချင်းကရင်မောင်းနေတော့လက်ဦးလေးချီပြီးတော့ဖေးရဲ့သမီးကိုခွင့်လွှတ်ပါတဲ့မဝင်းမော်ဦးအတွက်စွန့်ကျွေးအခမ်းအနားကို သူ့ရဲ့မိသားစုဝင်တွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့လည်းတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာရှင်းလေးလုံးရေးတော်ပုံတွင်စစ်တပ်ကပြစ်ခတ်လို့တည်ဆုံခဲ့တဲ့မဝင်းမော်ဦးအတွက်ရေးဆက်ချအမျှဝေခဲ့တဲ့အကြောင်းကိုကျော်စောဝင်းတင်ပြခဲ့တာပါရှင် အခုနှစ်အတွင်းစီထွက်သီးနှံဈေးနှုန်းကျဆင်းတဲ့အတွက်မကွေးတိုင်းအတွင်းကတောင်သူတွေအရှုံးနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါဗျ။အပြည့်အစုံကိုမကွေးအခြေဆိုင် RFA သတင်းတောက်ကိုစောဒူဝသတင်းပေးပို့ထားပါတယ်ရှင်။မကွေးတိုင်းတောင်သူတွေကတော့စီထွက်သီးနှံဖြစ်တဲ့မြေဝဲနဲ့နှံ့တွေရောင်းချရမှာဈေးမရကြလို့အရှုံးတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ပြောကြပါဗျ။သူတို့ဆိုက်ချင်ရေးသိမ်းရင်ကငှားရလွတ်ကန်ခဲ့ရတဲ့အလူသမားကကကြီးမြင့်လို့တောင်သူတွေအတွက်ကုန်ကြစိတ်တွေပို့ပြီးကုန်ကြခဲ့တယ်လို့ RFA သတင်းဌာနကမေးမြန်းရမှာ တောင်တင်းကြီးမြို့နယ်ညောင်နှုတ်ကြီးရွာကတောင်တုံဦးညွန့်တင်နဲ့မဝင်းမြို့နယ်ကန်တော်ကြီးရွာကတောင်တုံဒေါ်စိန်မြင့်တို့ကအခုလိုဖြေကြပါဗျ။အမြတ်နေတဲ့ကြံညာမှုဂူလီကများတယ်။ဂူလီကကြီးတယ်။ဒေကြီးတယ်။ရောင်းရတာနဲ့ဟိုအသွင်းနဲ့ချိဆက်ရတာအဲကြတော့တိတ်တော့အဆင်မပြေဘူးအဆင်မပြေတာအလုံးသမားသေးတွေကြီးလို့အလုံးသမားသေးတွေကလည်းကြီးတယ်အခုရောင်းရချာကြတော့လဲနည်းနည်း နည်းတယ်ပေါ့။ဒီကတိတ်ပြီးအဆင်မပြေဘူး။မခွေးမြို့ပေါ်မှာမခွေးတန်းကုန်စည်ကြီးများအတင်းနေတဲ့ကုန်စည်တန်းဖွင့်ထားပြီးနေ့စဉ်နဲ့မျှတင်းနံဝယ်ယူဖို့ဇင်းနှုံညီတိုင်းဆောင်ရွက်ပေးနေပေမဲ့အချင်းနေတရကတော့ဇင်းနှုံထင်ရှားမှုတွေရှိနေတယ်လို့ကုန်စည်တန်းဥက္ကရာဥတီမြင့်ကပြောပါတယ်။ရန်ကုန်ကုမ္ပဏီတွေမှာလည်းတာဝန်ရှိတယ်။သူတို့ဝယ်ခိုင်းတဲ့မခွေးအေဂျင့်တွေကိုဘယ်ဇင်းနှုံနဲ့ဝယ်ခိုင်းသလဲ။ဒါတွေကိုပွင့်လင်းမြင်သာမှုရှိဘူး။အဲ့တော့ကျွန်တော်ကုန်စည်တန်းမှာဘာတွေမှတ်မလဲ။ဘယ်လိုတင်ပြအောင်။အဲ့တော့ပွင့်လင်းမြင်သာမှုပြီးတော့ဥမာပြင်ဝယ်ခိုင်းတဲ့ဇီက ကိုသောတသိန်း5000ဝယ်ခိုင်းမယ်သူတို့ကတသိန်း4000နဲ့ဝယ်ရင်လည်းဝယ်မယ်4000 5000နဲ့လည်းဝယ်ဝယ်မယ်ဒါမျိုးတွေလည်းရန်ကုန်ကုန်စည်အသင်းအနေနဲ့ဒီမကွင်းမှာဝယ်ခိုင်းတဲ့အေဂျင့်တွေကိုကုန်စည်တိုင်းအတွင်းမှာတင်ပွင့်လင်းမြင်သာမှုနဲ့တောင်သူတွေလည်းဈေးွက်ရအောင်ကိုလည်းပဲကြိုက်ညောပြဿနာမျိုးစုံဘာမှမဖြစ်အောင်ဒါမျိုးတော့ကျွန်တော်ဝယ်ပေးပါလို့အကြံပြုရတယ်ဂျာဝယ်သားတွေနဲ့ရောင်းချရတဲ့အခါငွေကြေးဆုံးရှုံးတာတွေရှိနေခဲ့တယ်လို့မကွေးမြို့နယ်စတိုင်ကန်ကြီးရွာကတောင်သူဥပုံမင်းသိန်းကပြောပါတယ် ဇင်းဇင်းလုံးတတ်မှတ်ချက်ငူတည်ရင်တော့ကျွန်တော်တောင်သူတွေမျောလင့်ချက်ရှိတာပေါ့အဲဆိုးဆိုးကတော့အဲ့လိုပေါ့ဝဲသွားပြီးပတ်သက်လုံးလုံးမရတဲ့တောင်သူတွေအဲအဝေတော်တွေကဝဲသွားပြီးတော့ထွက်ပြီးတော့တော့ပေါ့လေသူတို့ကရှောင်သွားတော့အဲ့တိုင်းလူတွေကတော့တော်များရှိတယ်တောင်သူတွေအနေနဲ့မိမိရဲ့ကုန်ပစ္စည်းကိုမြောင်းချခဲ့မှာကုန်သင်းကြီးများအသင့်ကုန်စီတိုင်းကိုလာရောက်လေ့လာမှသာအလွဲသုံးစားလုပ်တာကနေရှောင်သိမ်းနိုင်မယ်လို့ကုန်သင်းကြီးများနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင့်ဥက္ကဋ္ဌဦးနေလင်းအောင်ကသတိပေးပြောကြားလိုက်ပါတယ် ဈေးခွက်ကိုလေ့လာတာတို့ဈေးခွက်ကဘယ်လိုသွားနေတယ်ဘယ်လိုတွေဝဲနေတယ်ဘယ်ကုမ္ပဏီတွေတော့ဝဲနေတယ်ဘယ်လိုပုံစံစနစ်တွေနဲ့ဝဲနေတယ်ဆိုတော့လာရောက်လေ့လာဖို့လိုပါလေအခုတည်းကတောင်းတွေဟာစီရက်တင်းနံကိုအဓိကအားထားစိုက်ပျိုးကြတာပါစိုက်ပျိုးရသည်ချင်းနဲ့ရေသိမ်းရှင်တွေမှာအလို့သမား900ခန့်မြင်မာတဲ့အပြင်ကုန်ကြစည်တွေငွေရိုးယူပြီးစိုက်ပျိုးကြတာလည်းဖြစ်ပါတယ်တင်းနံတွေရေသိမ်းပြီးလို့ရောင်းချချိန်မှာဈေးကောင်းကောင်းနဲ့ရောင်းချရမှလား တရားစီစိုက်ပျိုးစီကြေမာဖြစ်ပြီးအကျွေးကင်းနိုင်မယ်လို့ပြောနေကြပါတယ်ခင်ဗျာ RFP ကျုံမြင်တရားစီစဉ်လို့ Asia Set 3ဂျူဒူနဲ့ New Skies ဂျူဒူတွေကနေဖန်ယူကြည့်ရှုနိုင်ပါတယ်။တလင်းလာနေကနေတောက်ကြနေအထိနေ့စဉ်အစည်းအဝေးထုတ်လွှင့်ပြနေပြီးစနေနေ့မှာအပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစည်းအဝေးကိုထုတ်လွှင့်ပြီးတနင်္ဂနွေနေ့မှာပြန်လည်ထုတ်လွှင့်ပြနေပါတယ်။ RFA မြန်မာပိုင်းစီစဉ်တွေကိုထုတ်လွှင့်နေတာပါအခုတခါတွေ့ဆုံမေးမြန်းချက်တစ်ခုကိုထုတ်လွှင့်ပေးပါမယ်ရှင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ American နိုင်ငံခီးစင်မှာမြန်မာအပေါ်စီးပွားရေးပိတ်ဆို့မှုအတော်များများကို American အစိုးရကပယ်ဖျက်ပေးခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်ခီးစင်ရလဒ်နဲ့ပတ်သက်ပြီး American ASEAN စီးပွားရေးကောင်စီတွဲဖက်မန်နေဂျာဦးလှဖုံမြင့်ကို RFA ဝိုင်းတော်သားဦးခမောင်စိုးကတွေ့ဆုံမေးမြန်းထားပါတယ်ရှင်အခုကျွန်တော်တို့ဒေါအောင်ဆန်းစုကြည်ရဲ့ American ခရီးစဉ်ကိုဘယ်လိုမြင်ပါသလဲခင်ဗျာဟုတ်ကဲ့ အခုဒီဒေါန်ဆန်းစုကြည်ရဲ့ American Heisen မှာပြီးခဲ့တဲ့ပြီးခဲ့တဲ့နေ့ကပေါ့နော်ဒေါန်ဆန်းစုကြည်နဲ့သမ္မတဥပမာနှစ်ယောက်အတူတူမြန်မာနိုင်ငံပေါ်ထားရှိတဲ့စီးပွားရေးပိတ်ဆို့မှုအကုန်လုံးကိုရုပ်သိမ်းတဲ့လို့ပြောတဲ့ main goal ပေါ့နော်ကျွန်တော်တို့ဒီ American စီးပွားရေး community ကအားရဝမ်းသာကြိုးစားပါတယ်ခင်ဗျာအဲ့တော့လူတချို့အဖွဲ့အစည်းတချို့ကတော့အခုချိန်ဟာပိတ်ဆို့မှုတွေရုပ်သိမ်းမှုတိတ်ပြီးဆော်လွန်တဲ့လို့ပြောပါတယ်အဲ့ကိစ္စကိုဘယ်လိုမြင်လဲခင်ဗျာ ဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်အထင်ပြောရရင်ပေါ့နော်ဒီ sanction ပိတ်ဆို့မှုရဲ့ဒီတကယ်ဖြစ်ဖြစ်စဉ်အကြောင်းကိုနားမလဲလို့လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာ။ဘာလို့လဲဆိုတော့ကအခုအချိန်မှာပြည်သူတွေကလူချို့လူတွေကပြောကြတယ်။အာ American sanction ရုပ်သိမ်းမှုကအကုန်လုံးပိတ်ဆို့ထားတဲ့ပုံကိုတွေပဲဖြစ်ဖြစ်လုပ်ငန်းတွေပဲဖြစ်ဖြစ်အကုန်လုံးကိုအပြီးအပြတ်ပိတ်ဆို့မှုကနေလွတ်လိုက်ပြီးစပြီးတော့လုပ်ငန်းလုံဆောင်လို့ရပြီလို့ပြောတာ။ရှင်းရှင်းပြောရင်တော့မဟုတ်မှန်နေပါဘူးခင်ဗျာ။ ကဲဒီမြန်မာနိုင်ငံအပေါ်ကို emergency act ကနေမှတဆင့်တရားဥပဒေဘောင်တွင်းကနေပိတ်ဆို့ထားတဲ့ sanction တွေကိုသာလွှတ်လိုက်ခြင်းဖြစ်ပါတယ်တချို့သော sanction တွေမှာဒီမူရစေဝါလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တီဝါချမ်းသာတဲ့လုပ်ငန်းတွေပဲဖြစ်ဖြစ်ပုံကိုယ်တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းဒီစစ်ရေးရ North Korea ပေါ့နော် မြောက်ကိုရီးယားနိုင်ငံနဲ့ပတ်သက်မှုရှိတဲ့လူတွေပုံကိုယ်တွေပဲဖြစ်ဖြစ်လုပ်ငန်းတွေပဲဖြစ်ဖြစ်အခုချိန်ထိတခြားသော sanction တွေနဲ့ပိတ်ဆို့မှုကရှိနေတော့မှာပဲရှိနေအောင်မှာပဲအဲ့တော့အဲ့လိုမျိုးဒီအတွင်းကြကြပါနော် sanction ရဲ့သဘောထားကိုမသိရဲ့ပုံကိုယ်တွေကြတော့အကုန်လုံးကိုချုပ်ပြီးတော့ဟာကောင်းတဲ့လူတွေရောမကောင်းတဲ့လူတွေရောအကုန်လုံး sanction ကလွတ်သွားပြီလို့ပြောတယ်ဒါချင်းချင်းပြောရင်တော့မဟုတ်မှန်ပါဘူးခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ American Sea Boy လုံငန်းရှင်တွေကမြန်မာအစိုးရအထံနဲ့ဘယ်လိုအချက်မျိုးတွေသူတို့မျှော်လင့်နေကြလဲခင်ဗျာ ဟုတ်ကဲ့မြန်မာအစိုးရထံအရှင်ကနေတော့အခုပထမအဦးဆုံးကျွန်တော်တို့ထွက်လာမယ်ရင်းနှီးမြှုပ်နှံမှုဥပဒေပေါ့နော်မြန်မာ investment law ကိုကျွန်တော်တို့စောင့်မျှော်နေပါတယ်ဒေါက်ဆန်စုကြည်ကပြီးခဲ့တဲ့မနေ့ကအင်ဂျူရောမှာ press conference လုပ်တဲ့အခါမှာပြောတာတော့မြန်မာမြန်မာနိုင်ငံတွင်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့ပြဋ္ဌာန်းထားတဲ့ဥပဒေကိုပြီးနောက်နှစ်ပတ်သုံးပတ်အတွင်းမှာထုတ်ပြန်မယ်လို့ပြောပါတယ်ဒေါက်ဆန်စုကြည်ဥဆောင်တဲ့စီမံကိန်းနဲ့ဘန်နာရေးဝန်ကြီးဌာနနဲ့တွဲပြီးတော့ပေါ့နော်ပြုတ်လုပ်တဲ့ဒီဥပဒေက ်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကိုတင့်တော်တဲ့ဒီဥပဒေဘောင်တွဲရနေပေါ့နော်ဝင်ရောက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုပေးဖို့ကိုရောနောက်ပြီးတော့မြန်မာနိုင်ငံအတွက်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေဆက်လုပ်နိုင်မဲ့ဒီအခွန်ဘဏ္ဍာပေါ့နော်ကောက်ခံမှုမှာရောထီအောင်မှုရှိတဲ့ဥပဒေလိုကျွန်တော်ပြေဝယုံကြည်ပါတယ်ကျွန်တော်တို့ဖွဲ့ရတဲ့ယုံကြည်ပါတယ်အဲ့တော့ဒေါက်တာဆုကြည်ကြေညာတဲ့အတိုင်းပဲဒီဥပဒေကိုကျွန်တော်တို့စောင့်မျှော်မယ်ပြီးတော့ကြားထဲမှာထွက်လာတဲ့ဒီမြန်မာနိုင်ငံရဲ့ economic policy တွေရဲ့ အသေးစိတ်ခွဲပြခွဲချန်စိတ်ဖျားမှုတွေကိုမြန်မာနိုင်ငံအစိုးရနဲ့အတူလက်တွဲပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့ဖွဲ့ American ASEAN စီးပွားရေးကောင်စီရအောင် American နိုင်ငံမှာရှိတဲ့ကျွန်တော်တို့ကိုစားပြုတဲ့153ခုပေါင်းမြန်မာ American စီးပွားရေးလုပ်ငန်းတွေအောင်စောင့်မျှော်နေပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်တို့ဒီ GSP program ရဘလို့အခွင့်အရေးတွေရနိုင်မလဲခင်ဗျာဟုတ်ကဲ့ GSP အရတော့မြန်မာနိုင်ငံနဲ့ပါဝင်ပြီးတော့လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာ ပုံမှန်ဆောင်ရတဲ့အခွန်ငွေတွေပေါ့နော်တက်တာမှုအများကြီးရှိသွားပါမယ်တင်သွင်းတဲ့အတွင်းကုန်ပစ္စည်းပေါင်း9000ကျော်ဒီအခွန်အခွန်ကင်းလို့ခွင့်ပေါ့နော်ပေးမယ်ဆိုရဲဒီဥစ္စာမြန်မာနိုင်ငံရဲ့ economy မြန်မာနိုင်ငံရဲ့ small and medium enterprise ကိုအသေးစားလုပ်ငန်းတွေအများဆုံးတိုးတက်မှုရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ တော့ဒီအခုတကပိတ်ဆို့မှုတော့ဆန်းစုရပိတ်ဆို့မှုတွေအားလုံးရုပ်သိမ်းမှာပြောတာပေါ့နော်အာတမရဥပမာလည်းပြောတယ်ဒီ sanction တွေပိတ်ဆို့မှုတွေအများဆုံးရုပ်သိမ်းပါမယ်လို့ပြောတယ်အဲ့တော့ပိတ်ဆို့မှုတွေရုပ်သိမ်းခြင်းအပြင်ဘလို့အကျိုးအမြတ်တွေထွက်ပေါ်လာမလဲခင်ဗျာဟုတ်ကဲ့ပထမဦးဆုံးကတော့အခုလောလောဆယ်မှာမြန်မာနိုင်ငံပေါ်ကြန့်ရှိနေတဲ့ဒီစီးပွားရေးပိတ်ဆို့မှုတွေအကြောင်းအထူးသဖြင့်ဒီ SDN list ပေါ့နော်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံရဲ့90မှ80ရာခိုင်နှုန်းသောလုပ်ငန်းတွေကို အမေရိကန်နိုင်ငံစီးပွားရေးလုပ်ငန်းတွေကဝင်ရောက်ပြီးတော့ဆက်ဆက်ခွင့်မရှိဘူးခင်ဗျအဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာတခြားနိုင်ငံတွေကလွတ်လပ်စွာလုပ်ခွင့်ရတယ်ဘုလားဘုံမြန် RFA ကျေးဇူးထူးတင်ပါတယ်ခင်ဗျကျွန်တော်ကလည်း RFA ကိုအခုလိုအချိန်ယူပြီးမေးမြန်းမိတဲ့အတွက်ကျေးဇူးများတယ် American ASEAN စီးပွားရေးကောင်စီတွေ့ပတ်မဲ့နေကြဥလှဖုံးမြင့်ကိုဥက္ကမောင်ဆိုတွေ့ဆုံမေးမြန်းခဲ့တာပါအခုတခါနောက်ထပ်တွေ့ဆုံမေးမြန်းခဲ့တဲ့ခုကိုထုတ်လွှင့်ပါပါရှင်ဒဲဦးဆရာတော်ဥတုမင်္ဂလာဟာ American ပြည်ထောင်စုမှာခိတ္တကြွားရောက်တည်င်းသုံးနေပါတယ် ပရာဟိတာလုပ်ငန်းတွေနဲ့ပတ်သက်လို့ဆရာတော်ဥတုမင်္ဂလာကို RFA ရုပ်သံစတူဒီယိုခန်းမမှာ RFA ဖွဲ့သူမခက်မာကတွေ့ဆုံလျှောက်ထားမေးမြန်းထားပါတယ်ရှင်။မင်္ဂလာပါဗျာဥတင်ပါတယ်ဗျာခုလိုမျိုး RFA ကိုကြောက်ရောက်ပြီးတော့မင်းမြန်ခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာဒီဆရာတော်ကတန်ခါတပားအနေနဲ့ဒီအမျိုးဘာသာအဲတာသနာတော်အတွက်လူတိုင်းပြည်အတွက်လူမျိုးအတွက်လှုပ်လှုပ်ခဲ့တဲ့နေရာမှာ ဒီပရာဟိတတွေဆောင်ရွက်ခဲ့တာအများကြီးရှိတယ်ပေါ့နော်ဒီအဲ့ပရာဟိတဆောင်ရွက်တဲ့နေရာမှာဆရာတော်အဓိကအပြင်လူငယ်တွေနဲ့ပူးပေါင်းမိလို့တာတွေ့ရပါတယ်ဗျာအဲ့တော့ဒီပရာဟိတလုပ်ငန်းလှုပ်ဆောင်ဖို့ရမှာဘာကြောင့်များအဓိကအပြင်လူငယ်တွေနဲ့ပူးပေါင်းလှုပ်ဆောင်ဖို့ရွေးချယ်ပြခဲ့တာပါလဲဗျာအဲ့တော့ပရာဟိတလုပ်ငန်းတွေကိုလူငယ်တွေကိုဘာလို့ခေါ်ဆောင်ရတယ်လဲဆိုရင်ဦးဇင်းတို့မြန်မာလူမျိုးတွေရဲ့စိတ်ရိုက်ကဟာဟလာဘူဒ္ဓတအားနေတယ်နောက်ပြီးတော့စာပေကျမ်းဂန်လိုက်စားမှုအားနေကြတယ်အားနေကြတဲ့ခါကျတော့ လူငယ်တွေရဲ့အတွေးအမြင်တွေဟာနှိမ့်ချနေကြတယ်နော်အတွေးခေါ်တွေနှိမ့်ချနေကြတယ်နောက်စိတ်ဓာတ်တွေပြက်ပြားနေကြတယ်များသောအားဖြင့်ဦးဇင်းတို့ဒီခစ်ဆိုးခစ်ပြက်ကြီးထဲမှာပေါ့နော်54နှစ်တိုင်းတိုင်းနော်ဒီလွဲမားတဲ့စနစ်ကြီးအောက်မှာနေကြရတဲ့အတွက်လူငယ်တွေမှာလမ်းပြောင်းနေတယ်တင်ပါဗျာအဲ့တော့အဲ့ဒီလမ်းပြောင်းနေတဲ့လူငယ်တွေကိုဦးဇင်းတို့အနာဂတ်အတွက်သူတို့အတွက်အဲပုံဖော်ပေးရင်းနဲ့နော်တိုင်းပြည်ရဲ့အနာဂတ်ကို ဟိုဒီထက်ပို့ပြီးတော့ငြိမ်ချမ်းတဲ့ဒီထက်ပို့ပြီးတိုးတက်တဲ့ဒီထက်ပို့ပြီးတော့ตายအောင်တဲ့ တိုင်းပြည်တစ်ခုကိုထူထောင်ဖို့အတွက်လူငယ်အင်အားဟာဗราဏကြတယ်လို့ဦးစင်ခံယူထားတဲ့အတွက်လူငယ်ကို world train တစ်ခုဖြစ်စေခြင်းလို့လူငယ်ကိုရွေးချယ်ခြင်းဖြစ်ပါတယ်။တင်ပါဗျာ။အဲ့တော့ဒီဦးစင်ဆရာတော်ဒီတိပောင်းများစွာလှုပ်ဆောင်ခဲ့တဲ့ဒီပရဟိတလုပ်ငန်းတွေမှာအဲ့ဒီအတွေ့အကြုံတွေနဲ့ရှင်ပြီးတော့ဗောနော်ဒီအစိုးရသစ်လက်ထက်မှာအဲ့ဒီလုပ်ငန်းတွေလှုပ်ဆောင်ရတာဒီပရဟိတအပါဝင်ဘာသာရေးသာသနာရေးလုပ်ငန်းတွေလှုပ်ဆောင်ရတဲ့နေရာမှာဘလို့ပြောင်းလဲမှုတိုးတက်မှုတွေများအဲတွေ့ရပါလေဗျာ။လောလောဆယ်အထိဗောနော်။ အဲအစိုးရသည့်ဆိုတော့ဦးဇင်းတို့ပြောစရာတစ်ခုရှိပါတယ်အဲ့တော့ဒီမိုကရေစီစနစ်ဆိုပြီးတော့နာမည်ပြောင်းပြီးတော့ပထမဆရာဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်ခဲ့တယ်ဒါဦးဇင်းတို့စစ်မှန်တဲ့ဒီမိုကရေစီလို့ခေါ်လို့မရပါဘူးအားလုံးသိပါတယ်အခုမှပြည်သူကရွေးချယ်တဲ့ပြည်သူကလိုလားတဲ့တကယ်ပြည်သူအစိုးရပေါ့နော်အစ်စ်အမှန်နဲ့စပြီးတော့ဦးဇင်းတို့လက်တွဲကြရတာဟာပြောမယ်ဆိုရင်ချိန်ကာလဟာအလွန်ပဲ ဲတူတောင်းပါသေးတယ်အဲ့တော့ဒါပေမဲ့အများကြီးပြောင်းလဲမှုရှိသွားတာက အရင်အစိုးရတွေလက်ထက်မှာဦးဇင်းတို့ပရိုက်တာလုပ်ငန်းလုပ်ရတာကိုလွတ်လပ်မှုမရှိပါဘူးနော်ဟိုတဘာဝဘေးရန်တွေရဲ့ဂျုံလို့ဦးဇင်းတို့ခုပရိုက်တာလုပ်ငန်းလုပ်တယ်ဆိုတာအဲကုသိုလ်ဖြစ်ဖို့ ਨੇ လူသားချင်းစာနာတဲ့စိတ်နော်နောက်ဘာသာတရားရလဲဒါပါရမီကုသိုလ်တွေမြောက်တယ်နောက်ပြီးတော့လူလူသားရည်တည်မှုဦးဇင်းတို့ချင်းပြည်နယ်ကိုမနေ့ကရေပြေးသွားတဲ့အခါဒီ ဗုဒ္ဓဘာသာဘုန်းကြီးတွေဥဆောင်လာတဲ့ကိုကြီးရေးအဖွဲ့တွေကိုဟိုဘက်ကချင်းလူမျိုးတော်တော်များများကခရစ်ယာန်ဘာသာတွေများပါတယ်။များတော့သူတို့ဟိုအကူအညီကိုချက်ချင်းယူဖို့တွန့်ဆုတ်နေကြတယ်ပေါ့နော်။အဲ့ဒီမှာဦးစင်းကသူတို့ပြောပါတယ်။ဘာဖြစ်လို့လာတာလဲဆိုတော့အေးမင်းတို့ဒုက္ခရောက်နေတာ ငါတို့ကလည်းထမင်းစားတယ်မင်းတို့လည်းထမင်းစားတယ်သူတို့ကစမှာစံကိုမရှိတော့ပါဘူးစံပြတ်သွားတယ်နော်စားစရာပြတ်သွားတယ်အဲ့တော့ဥစဉ်တို့စားနေရတဲ့သူတို့ငတ်နေတယ်ဆိုရင်ဒါကတို့လူသားတယောက်အနေနဲ့လူသားမပီသားရကြတယ်အဲ့တော့လူသားချင်းစာနာတဲ့အနေနဲ့ငါတို့တိုင်းပြည်ထဲမှာအတူတူနေကြတဲ့ပုံကိုယ်တွေတကယ်ဆိုရင်ဒါတိုင်းငါတိုင်းပြည်လို့ပြောတာကအမြဲတမ်းပေါင်ချင်းပါတယ်ကဘာကြီးတစ်ခုလုံးမှာ ကဘာကြီးတစ်ခုလုံးကိုကိုနဲ့နှိုင်းစာပြီးတော့ကိုစားရင်တကဘာလုံးစားရမယ်နော်ကိုလွတ်မြောက်ရင်တကဘာလုံးလွတ်မြောက်ရမယ်ကိုချမ်းသာရင်တကဘာလုံးချမ်းသာရမယ်ဆိုတော့စိတ်မျိုးနဲ့အထိဦးဇင်းတို့အလုပ်လုပ်နိုင်ဖို့လိုပါတယ်တင်ပါဗျာဒီဘာသာသာသနာတိုးတက်ဖို့ပေါ့နော်ဒီတိုးတက်ရေးထွန်းကားဖို့နေရာမှာဒီအုတ်ချုပ်သူအစိုးရရဲ့အပိုင်းကဘလောက်အရေးကြီးတယ်လို့ဆရာတော်သုံးသပ်မိန့်ကြားခြင်းပါလဲဗျာဦးဇင်းအနေနဲ့ပြောချင်တာကတော့ဒီတိုင်းပြည်ထဲမှာနေကြတဲ့လူသားအလုံးကို လူသားအလုံးနဲ့ဘာသာတရားအလုံးကိုကိုစားပြုတဲ့တကယ်အကျိုးပြုနိုင်တဲ့เนาะအခြေခံဥပဒေနဲ့လက်ကင်ပြုထားတဲ့ပြည်သူအစိုးရအစ်စ်ဆိုရင်ဒီဘာသာတရားတိုင်းဟာအလုံးငြိမ်ငြိမ်ချမ်းချမ်းနဲ့တိုးတက်လာပါလိမ့်မယ်လို့ဥစဉ်ယုံကြည်ပါတယ်ကျမဗျာဒီ2022ခုနှစ်ဒီရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ပြိပခ္ခတွေနောက်ပိုင်းမှာပေါ့เนาะဒီမြန်မာနိုင်ငံကဗုဒ္ဓဘာသာရဲ့ပုံရိပ်ပေါ့ ပုံရိပ်ဟာကဘာမှာတနည်းတပုံပြောင်းလဲသွားပါတယ်ဗျာအဲ့တော့အဲ့ပြောင်းလဲသွားတဲ့ပုံရိပ်ကိုတကယ့်ဘုရားဘာသာရဲ့အစ်မှန်နဲ့အနှစ်သာရနဲ့ပုံရိပ်အစ်မှန်ပြန်ရဖို့အတွက်ပေါ့နော်အဲတပည့်တော်တို့ဘလို့များစ조사တင်ပါတယ်လဲစ조사ရင်ကောင်းမလဲဗျာဒီပုံရိပ်ကြဆင်းလာရခြင်းဟာတကယ့်ဘုရားရဲ့အဆုံးအမအနှစ်သာရနဲ့ဝေးကွာသွားလို့နောက်ပြီးတော့ဘုရားအဆုံးအမကိုလစ်လူရှုပြီးတော့သဘောထားသိသိမှုအမြင်ကျင်းမှုဒီရဲ့ရလတ်လို့ ဦးစင်းတို့ဒီလိုခံယူပါတယ်။ဒါကြောင့်မို့လို့ဒီပုံရိပ်ကိုပန်ပြန်ပြီးတော့မြင့်တင်ခြင်းနဲ့ဆိုရင်အမြင့်ကျဲအောင်ဘဝသူတ္တကျွယ်ဝအောင်လုပ်ရဖို့လိုပါတယ်။နောက်ပညာပြည့်ဝဖို့လိုပါတယ်။စိတ်သဘောထားရင့်ကျက်ဖို့လိုပါတယ်။အဲ့တော့ထေရဝါဒပုံရိပ်ကိုတကယ်တိုးတက်ခြင်းနဲ့တကယ်သာသနာကြီးကိုစောင့်ရှောက်ခြင်းနဲ့ဆိုရင်သီလသိက္ခာ၊သမာဓိသိက္ခာ၊ပညာသိက္ခာရှင်တော်ဘုရားရဲ့အဆုံးအမတိုင်း ြီးပြည့်စုံအောင်ကြိုးစားခြင်းသည်ဒါလျင်ထေရဝါဒသာသနာရဲ့အနှစ်သာရဖြစ်ပါတယ်ထေရဝါဒသာသနာရဲ့ပုံရိပ်ဖြစ်ပါတယ်အဲ့တော့ပုံရိပ်ကိုမြင့်တင်ခြင်းလဲဆိုရင်အဲ့ဒီသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာကိုအားလုံးဝိုင်းဝန်းပြီးတော့တိုးတက်အောင်ကြိုးစားကြပါလို့ဦးဇင်းအားလုံးမေတ္တာရက်ခံခြင်းပါတယ် RFA မြန်မာပိုင်းစီစဉ်တွေကိုထုတ်လွှင့်နေတာပါပရိသတ်များရှင်ကျမတို့ RFA ရဲ့ရေဒီယိုနဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင်လဲဖမ်းယူကြည့်ရှုနားဆင်နိုင်ပါတယ်လိပ်စာကတော့ www.rfa.org/bamis ဖြစ်ပါတယ်ဒီညအတွက် RFA ရုပ်မြင်သံကြားစီစဉ်တွေလဲဒီမှာနေရန်နာတော့မှာဖြစ်ပြီးတော့ရေဒီယိုစီစဉ်တွေကိုစက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်